ပါပတ်စစ်တင်ဆက်ပေးနေကြဖြစ်တဲ့ DVS Smartness စီစဉ်လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီစီစဉ်လေးကဆိုရင်တော့လူငယ်တွေအတွက်ပညာရေးနဲ့ဆိုင်တဲ့ဘူသူတာတွေနဲ့ပညာရေးခွင့်လန်းတွေအကြောင်းကိုမျှဝေတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ကဲဒီတစ်ပတ်ရဲ့စီစဉ်လေးမှာဆိုရင်တော့ဒီဘွဲ့လွန်ကျောင်းသားတွေအတွက်ကို scholarship နဲ့ပတ်သက်တဲ့ information တွေပြီးသွားလို့ရှိရင်ဒီ internship နဲ့ပတ်သက်တဲ့ဒီအကြောင်းအရာလေးတွေကိုအဲဒီချင်းမ University မှာလက်ရှိဒီ Master တန်းတက်ရောက်နေတဲ့ကျောင်းသားလေးတယောက်ဖြစ်တဲ့ဆိုင်းခင်ဦးကိုတွေ့ဆုံပြီးတော့မေးမြန်းသွားမှာဖြစ်ပါတယ်။ မင်္ဂလာပါမောင်လေးမင်္ဂလာပါခင်ဗျာဟုတ်ကဲ့အရင်ဆုံးကိုကိုမိတ်ဆက်ပေးပါဦးရှင်ဟုတ်ကျွန်တော်ကတော့ကိုဆိုင်ခင်ကိုလို့ခေါ်ပါတယ်ဗောနောအခုလက်ရှိချိန်မှိုင်တက်ကလိုမှာဒီအာ Master of Economics နဲ့ဒီအကြောင်းတက်နေရပါဗောနောအာ2024 intake ဖြစ်ပြီးတော့မှ2026မှာကျောင်းပြီးမှာဖြစ်ပါတယ်ခင်ဗျာ ုတ်ကဲ့ပါရှင်ဆိုတော့အရင်ဆုံးဒီချင်းမ University မှာ Master Dan ကိုဘယ်လိုမျိုးစပြီးတော့မှတက်ရောက်ဖြစ်ခဲ့လဲဆိုတာလေးရင်ပြပြပေးပါရှင်ဟုတ်အရင်ဆုံးကကျတော့ဒီအာဒီကျောင်းတစ်ခုလျှောက်တော့မယ်ပြီးတော့မှဒီနိုင်ငံတစ်ခုဒီ Master ဆက်တက်မှာဆိုရင်ကျွန်တော်အတိအကျကြည့်လေးရှိရကျောင်းဝ ranking ပြီးတော့မှ goal နဲ့ background နဲ့ဒီသက်ဆိုင်တဲ့ဒီ subject တွေကိုရွေးရွေးရွေးချယ်ပြီးတော့မှတက်ရတက်တက်ပြီးတော့နောက်ကကျတော့အာ scholarship အကြောင်းလေးလည်းကြည့်မှရွေးရပေါ့။ဘာကြောင့်ဒီကျောင်းရွေးရလဲဆိုရင်အာ အဓိကကျွန်တော် scholarship ရတာရောပြီးတော့ကျွန်တော်စိတ်ဝင်စားတဲ့ economics major ရောရတဲ့ဒီကျောင်းကိုရွေးချယ်ရခြင်းဖြစ်ပါတယ်ခင်ဗျာအခုကတော့အင်တိစပြီးသားပြီပေါ့နော်ဆိုတော့ဒီပုံမှန်လဲဒီကျောင်းနေပိုင်းတက်မယ်ဆိုလို့ရှိရင်1 year လောက်ကဒီအချိန်ကလည်းယူရတယ်လေ duration ကလည်းလောက်ရှိရယ်ဆိုတော့ဒီနောက်ထပ်ဒီ scholarship ကို join ချင်တဲ့ဒီ junior ကျောင်းသားလေးတွေအတွက်ဆိုလို့ရှိရင်ရောကိုရောဘယ်လိုစခဲ့ရ requirements ရော physically ပါရှိလဲဆိုတာလေးပြောပြပေးပါဦးဟုတ်ကဲ့ပါခင်ဗျာကျွန်တော်အခုလက်ရှိရတဲ့ scholarship ကကြာတော့တို့ခေါ်တာကြောင့် talent scholarship လို့ခေါ်ပေါ့တနစ်တနစ်မျိုးတို့ကကြာတော့ဒီတို့နဲ့ဒီ ထိုင်းရဲ့အစိမ့်ပညာရေးဝန်ကြီးဌာနကနေပြီးတော့မှ nomination လုပ်ထားတဲ့ program ပြီးတော့ partnership လုပ်ထားတဲ့အကြောင်းလေးနဲ့သူကကြောက်ဒီဒီကြောင်းမှာရှောင်းနေကြောင်းသားတွေပေးလေးရှိရပါတော့เนาะဆိုတော့ဒီထမ်းမှာမှကျွန်တော်ဒီစိတ်ပါဝင်စားတဲ့ဒီ major တစ်ခုဖြစ်တဲ့ economics လည်းပါတယ်ပြီးတော့မှကျွန်တော်ဒီတဘောချနေတရားအချိန်မှ university လည်းတစ်ခုပါဖြစ်တဲ့အတွက်ဒီကြောင်းကိုယူရပါတော့เนาะဆိုတော့ဒီ scholarship preparing လုပ်တဲ့အခါမှာဆိုအင်းဆုံးကျွန်တော် scholarship အကြောင်းမေးဆက်ပေးချင်တာပါတော့ Thailand scholarship ကကြာတော့ဒီပုံမှန် round အပြင်ကကြာတော့ဒီ March 15ရက်မှာသူက deadline ပိတ်ပိတ်ပိတ်လိမ့်ရှိရယ် scholarship တော်တော်များကြတော့သူကတိတက်ပြန်လျှောက်ရတာရှိတယ်လို့ဒီတော့ကျောင်းလျှောက်ရင်းနဲ့တွဲလျှောက်ရတာလည်းရှိရပေါ့နော်အခု talent scholarship ကကြတော့ဒီကျောင်းလျှောက်ရင်းနဲ့တူတူပြီးတော့မှကိုယ့်ကျောင်းကျောင်းကိုပြောပြီးတော့မှအာ scholarship ကိုလျှောက်ရတာဖြစ်တယ်ပေါ့နော်ဆိုတော့ timeline ကကြတော့ဒီ rock league in january february လောက်မှာသူက open ဒီဒီ app ဒီဒီ scholarship ကို open လုပ်လေးရှိရယ် open လုပ်တဲ့ခါမှာဆိုရင်ဒီဒီ assessment ပြန်ရွေးချယ်ဌာနအနေမှာဒီ list လုပ်ထားတဲ့သူ partnership လုပ်ထားတဲ့အကြောင်းတွေရယ် program တွေကိုသူတို့ကအဲ့ထက်မှာကြီးညာထက်မှာပေါ့ဒီကြီးညာဒီ ဒီ scholarship ချလောက်ခေါ် announcement ထဲမှာသူတခါပြပါလေရှိရပါတော့ဆိုတော့အဲ့မှာတစ်ချက်တစ်ချက်တစ်ချက်ကြည့်ပြီးတော့ကိုနိုင်ကိုက်ညီတဲ့ program ကိုတဘောကြနှစ်တက်ရဲ့အကြောင်းတစ်ခုကိုရွေးပြီးတော့မှရှောက်လို့ရပါတော့ကို admission ရှောက်တဲ့ဒီအကြောင်းအကြောင်းရှောက်တဲ့ခါကလေးနဲ့ကျွန်တော်တွဲရှောက်လို့ရပါတော့ ဆိုတော့ basic requirement ခုအနေနဲ့ကြာ talent scholarship ကကြာတော့အတိကဒီ9နိုင်ငံပေးလေးရှိရပေါ့ CNMV လို့ခေါ်တဲ့ Cambodia Laos Vietnam Myanmar ပါတယ်ပေါ့နော်ပြီးတော့မှ Thai ပါတယ်ပေါ့နော်အတိကဘယ်လိုမျိုးလူတွေရှောက်လို့ရလဲဆိုရင် master ဒါမှမဟုတ် PhD တက်ချင်တဲ့လူတွေပေါ့နော်အဲ့ထက်မှတခါဒီ scholarship announce လုပ်ကြတဲ့နေသူ partnership လုပ်ထားတဲ့ကြောင် partnership လုပ်ထားတဲ့ program ကနေမှ master ဒါမှမဟုတ် PhD အာတက်လို့ရ program လေးတူတာတခါပြောပြောပေးလေးရှိရပေါ့နော်ဆိုတော့ကိုယ့်ဘက်ကနေပွဲကြိုးပြီးထားပြီးတော့မှအလုံးအခွင့်အထဲဝင်တဲ့လူတွေရောဒါမှမဟုတ်တခါပွဲပွဲကြိုးပြီးပြီးချင်းမှတခါ ဲ့ဒီပွဲပွဲလုံတက်ချင်တဲ့လူတွေကြတော့တခါအဲ့မှာကိုယ်နဲ့ကိုက်ညီပြီးတော့မှစိတ်ပါဝင်စားမှုရှိရဲ့ program ကိုရွေးချယ်မှရှောက်လို့ရတယ်ပေါ့နော် requirement တစ်ခုအနေနဲ့ကြတော့ပွဲလုံအာတက်မဲ့လူဖြစ်ဖို့လိုမယ်ပြီးတော့မှခဏတော့ပြောရတဲ့ဒီ SMM ဘီလို့ခေါ်ကမ်ဘောဒီးယားလာအိုဗီယက်နမ်မြန်မာနိုင်ငံထဲရဖြစ်ဖို့လိုမယ်ပြီးတော့မှ basic requirement ကကြတော့ဒီចောင်းရဲ့ admission requirement နဲ့တူတူပဲအာ လုပ်ငန်းတွေ့ကြုံရှိရဲဆိုရင်လုပ်ငန်းတွေ့ကြုံရဲပြီးတော့မှဒီ strong ဖြစ်တဲ့ပြီးတော့မှကိုယ့်ရဲ့ background တွေချာလေးဖော်ပြပေးနိုင်တဲ့ CV ဒါမှမဟုတ် portfolio တခုလို့မယ်နောက်ခုကကြောင်းကြောင်းလျှောက်ကလေးနဲ့တခါပွဲလွန်ကြောင်းတိုင်းတော်တော်များများသူတို့တောင်းလေးရှိရဲအာ research proposal လို့ခေါ်ရတဲ့ဒီအာသူတေသနာစာတမ်းပါလို့ချင်းလဲဆိုရဲဟာလေး proposal တခုရေးပေးဖို့လို့မယ်။နောက်ခွာကြတော့တော်တော်များအကြောင်းတွေမှာတောင်းလေးတောင်းထားရှိတယ်ကျွန်တော်ဒီ English score, IELTS, MOTOEFL score လို့ပေါ့နော်အဲဟာလေးလို့မယ်။ ီးတော့မှအဲ့ဟာနဲ့တူတူကျွန်တော်ចောင်းလျှောက်တဲ့နေចောင်းကိုရှောက်မယ်ရှောက်ပြီးတော့မှအာចောင်းကိုလည်းတခါတည်းပြောမယ်ပြီးကိုကိုက TD scholarship ကိုရှောက်ချင်တယ် talent scholarship ကိုရှောက်ချင်တယ်ဆိုရင်တူတခါရဲ့ admission interview မှာအော်တခါရဲ့ဒီ admission process မှာတူတော့တွဲပြီးတော့မှ nomination ဝင်ပေးရယ် nomination ဝင်ပြီးတော့မှအဲ့ nomination list ကိုတူအဆင့်မြင့်ပြန်ဝင်ချင်တာတူပို့ပေးရယ်ပို့ပေးပြီးတော့မှဒီပြန်ဝင်ချင်ဌာနနဲ့မှတခြား approve လုပ်ထားတဲ့ဒီ ဒီ confirm လုပ်ထားတဲ့ design ထုတ်ထားတဲ့ letter နဲ့ပြန်မကိုပြန်ရွေးချယ်ရအောင်ဆိုရွေးချယ်ခံရမရွေးချယ်ခံရဆိုရွေးမရွေးချယ်ခံရတဲ့အကြောင်းသူကပြန်မ reply ပြန်ပေးရပါတော့။ဆိုတော့ timeline ကကြတော့ roughly နှစ်တနည်းရဲ့ဒီ January February မှာတော့ open call လေးရှိပြီးတော့မှ deadline ကကြတော့ March 15ရက်မှာ roughly ပိတ်ပိတ်တယ်ပေါ့နော်။တနည်းတနည်းသူက requirement မတူတာဖြစ်တဲ့အတွက်အာကိုတက်ချင်တဲ့အကြောင်းကိုတက်ချင်တဲ့ major ပါမပါကြတော့ဒီ scholarship ခေါ်ကြတဲ့နေကျွန်တော်တို့တခါတေချာကြည့်ဖို့လိုပဲပေါ့နော်။ ဟုတ်ကဲ့ပါဆိုတော့အခုလက်ရှိဒီမော်လေးဆိုင်ခင်ကိုရထားတဲ့ scholarship ကရောဘယ်လိုမျိုးစားဖြစ်မလဲတခြားရောသူတို့ scholarship မျိုးစားတွေဘယ်လိုမျိုးလောက်ရှိလဲပြီးတာလေ ဒီအချမ်းပြင်းက scholarship ဆိုရင်ကျွန်တော်အချမ်းပြင်းကြည့်လိုက်မယ်ဆိုရင်တော့၃မျိုးလောက်ရှိရပါတော့ကျွန်တော်ကျောင်းနေပေးလေးရှိကျောင်းကနေပေးလေးရှိရ scholarship တွေဥပမာကျွန်တော်ဒီချိန်မှမှာဆိုရင် chairman president scholarship ဖြစ်တယ်လို့ဒီချူလာမှာဆိုရင်လည်းဒီ arsenal arsenal scholarship လည်းရှိရဌာနနေပေး scholarship တွေလည်းရှိရပေါ့နံပါတ်၁နံပါတ်၂ကကြောက် plus in third party နေပေး scholarship တွေရှိရပေါ့ဥပမာကျွန်တော်ဒီ chain dream လို့လိုမျိုးပြီးတော့မှကျွန်တော်မြန်မာအသည့်များတဲ့ prospect bar မလို့မျိုးပြီးတော့မှ daughter rising လို့မျိုးပေးရ high scholarship ရှိရနောက်ဆုံးတစ်ခုကကြောက် government scholarship လို့ခေါ်တဲ့အစိုးရနေပေးရ scholarship တွေပေါ့ဒီကျွန်တော်မြန်မာတိုင်ဝမ်ကျောင်းသားလူငယ်တော်တော်များများနာမည်ကြီးနေတဲ့ဒီ UK င်မှာဆိုရင်ကျွန်တော် ship ni call လိုက်ပေးရယ်ပြီး US မှာဆိုရင်လည်း full price တွေပေးသလို Korea မှာဆိုရင်လည်းဒီ Korea scholarship ပြီးတော့မှ Japan မှာဆိုရင်လည်း max scholarship တို့ရှိသလိုပဲကျွန်တော် Thailand scholarship ကလည်းဒီ Thailand အစိုးရပြည်ဦးကြီးဌာနနေမှာကျွန်တော်ကြောင်းသားဒီပွဲလွန်တက်ချင်တဲ့ကြောင်းသားတွေကိုပေးတဲ့ scholarship တစ်ခုဖြစ်တယ်ပေါ့နော်ဟုတ်ဆိုတော့သူကကြတော့ promotion ပါ coverage ပေးလဲဆိုရင်အကြံပြင်းကကြတော့ fully tuition fees အပါအဝင် monthly stipend ထောက်ပံ့ပေးပေါ့လာစင်ထောက်ပံ့စိတ်ပေးတဲ့အပြင်မှာသူကဒီကိုယ်နေတဲ့နေရာနဲ့ဒီတင်ကြတဲ့အကြောင်းကိုဒီ round trip airfare လေးသူတို့ cover လုပ်ပေးရဲ visa fees တွေပေးရဲပြီးတော့မှ visa fees ကကြောင့်ဒီနှစ်တိုင်းအ renew လုပ်ရတာဖြစ်တဲ့အတွက်ဒီနှစ်တိုင်းကိုသူ annually visa fees ကိုသူတို့ပေးရဲနောက်ခုကကြတော့အာကျွန်တော်ဒီ international ចောင်းသားတွေပေါ့နိုင်ငံတကာចောင်းသားတွေအနေနဲ့ mission တွေနေရှိထားတဲ့ဒီ insurance တွေဆိုရင်သူတို့ကလည်း cover ပြန်ပေးရပေါ့เนาะပြီးတော့မှ settlement fees တွေလည်းသူတို့ပေးရပေါ့เนาะဟုတ်နှစ်တနေရအစားမပေးလို့ရှိရပေါ့เนาะဆိုတော့အလျှောက်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီចောင်းလျှောက်ကတဲ့နေ့ January က January February နေ့စပြီးတော့မှဒီတွဲလျှောက်လို့ရပေါ့ March 15ရက်က deadline ဖြစ်တယ်ပေါ့เนาะဆိုတော့လက်ရှိတက်နေရဲ့အခုပေါ့လေအခုလက်ရှိဒီချင်းမ University မှာ Master တက်နေတဲ့ဒီ Economics နဲ့ပတ်သက်တဲ့ဟာပေါ့เนาะဒီဒီ major လေးကြောင့်လည်းအရင်ဆုံးရှင်းပြပေးပါဟုတ်ကဲ့အာဒီ economics ကိုဘာကြောင့်ရွေးရလဲပြီးမသွားခင်မှာကျွန်တော်ရဲ့ background လေးအရင်ဆုံးကျွန်တော်လည်းနည်းနည်း intro ဝင်ပေးချင်ပါဘူးเนาะကျွန်တော်ရင်းနှီးကြတော့ကျွန်တော်ကျွန်တော်ဒီဒီ economic ကကျွန်တော် second master လို့ပြောလို့ရတယ်ဒီဒီမတိုင်ခင်မှာကျွန်တော် master တခုရထားတယ်ပေါ့เนาะဆိုတော့အရင်ဆုံးကကျတော့ဒီကျွန်တော် ကချင်ပြည်နယ်မြေကျနာလာအတွက်ဆိုမြေကျနာတက်ကလိုမှာပဲ bachelor မှာ sao အမှပြီးခဲ့ကျွန်တော် specialization တော့ english ပြီး english ပေါ့နော် major နဲ့ကျောင်းပြီးခဲ့ပြီးတော့မှဒီ covid တွေဖြစ်တာရောပြီးတော့မှချင်းနေမျိုးကျောင်းရကျွန်တော်ဒီအတော်များ english စာနဲ့ကျောင်းပြီးရဆိုရင် teaching ကိုတွားလေးရှိရပေါ့ကျွန်တော်ကြတော့ app ကိုအာပေးပြီးမှစိတ်အထက်တမှုမရှိရရပြီးတော့မှတခြားကျောင်းမျိုးကျောင်းရကျွန်တော် corporate life ကိုရွေးရပေါ့နော် corporate life ကကြတော့ corporate life ကိုပြန်ပြောင်းသွားပြီးတော့မှဒီ corporate industry မှာပဲ၃၄ငါးနှစ်လောက်လုပ်ပဲပြီးတော့နောက်ကျွန်တော်နောက်ဆုံးလုပ်ခဲ့တဲ့ဒီ big four firm ပေါ့နော်ကျွန်တော်ဒီခေါ်တဲ့အာ ดีคอนซัลเทนฟาร์มเบกฟอร์ฟาร์มตัวคุมาอโลยาเบกฟอร์ฟาร์มอโลนี้เนี่ยแบบจุดนว่าอีโคโนมิสโกงาก็ดีมีจานเนี่ยการเยียอีโคโนมิสโซยุยยุยชินเนี่ยพี่ตดอมาอีโคโนมิสเนี่ยคนงานเนี่ยมีอาพี่ได้ด้วยอีโคโนมิสไซน์เนี่ยดีเจ้าในโปรแกรมในไลฟ์มาดีรีเสิร์ชโลนี้เนี่ยมาอ๋อทีอีโคโนมิสกับเราทีอ่ากูอยากโอกาสในทีมยาพี่ตดอมา ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော်တော်များများကြောင်း high school ကတည်းကနေ bio bio major ယူမလား eco major ယူအောင်လို့ဆိုတော့များကြောင်းတော်တော်များတော့ bullying တော့မဟုတ်ဘူးเนาะဒီ stereotyping လုပ်နေကြ eco ဆိုရင်ဇာညာတဲ့လူတွေဖိုင်ညာဆိုတော့ပြအလုံးမလုပ်လေအာ tin 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 ကြလေရှာတကယ်တော့ economics မှာတော့သူမှအားတိုက်ချက်တွေရှိရပေါ့เนาะ economics တခုလေ့လာမယ်ဆိုရင်နိုင်ငံတကာနိုင်ငံရဲ့ CPI အကြောင်းပဲမဟုတ်သူ economics က mainstream ဖြစ်တဲ့ economy ပတ်သက်ပြီးတော့မှကျွန်တော်ဘယ်လိုတကယ် economics ကိုပြီးတော့မှကျွန်တော် natural resource economy ကိုပြီးတော့ macro macro economy ကိုစအာ နိုင်ငံနိုင်ငံတစ်ခုဘယ်လိုလဲပတ်နေတယ်လဲဆိုရဲဟာအစားကျွန်တော်တို့အားလုံးပတ်သက်ဆက်ဆက်တဲ့အရာအားလုံးကျွန်တော်လေ့လာရဖြစ်တဲ့အတွက်ခုနကကျွန်တော်ပြောရတဲ့ဒီကျွန်တော်ရဲ့ဒီစိတ်ပါဝင်စားမှုခုတဲ့ corporate life နဲ့ချိတ်ဆက်မှုရှိရပေါ့နော်ဆိုတော့အဲအကြောင်းကျွန်တော်ဒီ major ယူရပေါ့နော် economy ဆိုရင်ကျွန်တော်ဒီ micro economy လို့ခေါ်ရတဲ့ဒီအာ micro ဆိုတာကကျွန်တော်ဒီ individual အကြောင်းလေးလာ farm အကြောင်းလေးပေါ့နော်။အမှ business တစ်ခုဘယ်လို operation run ရတာသူရဲ့ cost တွေသူရဲ့ benefit တွေသူရဲ့ profit တွေအကြောင်းတွက်ချက်ပြီးတော့မှကျွန်တော်လေ့လာရတဲ့ cost and cost နဲ့ benefit analysis လေ့လာရဲ macro economics အကြောင်းပါတယ်အကြံပြပြီးတော့မခေါ်ကြောက် macro လို့ခေါ်ရဲ macro economic အကြောင်းနိုင်ငံနဲ့နိုင်ငံမှာအမ GDP လို့မျိုးပြီးတော့မှဒီ population တွေလို့မျိုးပြီးတော့မှသူ့ရဲ့ FDI လို့မျိုးပေါ့เนาะအဲ့လိုမျိုးလေ့လာရတဲ့ဒီ macro economic လေ့ပါတယ်ပေါ့နိုင်ငံနဲ့ချီပြီးတော့မှပြီးတော့ကမ္ဘာနဲ့ချီမှလေ့လာရတဲ့အပိုင်းလေးရှိရပေါ့ so ကျွန်တော်ကလည်းငယ်တုန်းကဒီအာ business တကူဘလို operation run ရတာလေပြီးတော့မှ organization နဲ့ဘလိုမျိုး run နေဆိုရတာလေးရယ်ပြီးတော့မှဒီနိုင်ငံတနေနိုင်ငံမှာရောဘလိုမျိုးငွေကြေးကိုဘလိုမျိုးစီမံခန့်ခွဲနေကြရလဲ budgeting ဘိုင်းနေပြီးတော့မှဘလိုမျိုး revenue collection လုပ်တဲ့ဘိုင်းနေပြီးတော့မှဘလိုမျိုး spending လုပ်တဲ့ဘိုင်း government spending လုပ်တဲ့ဘိုင်းနေကျွန်တော်တို့အသေးစိတ်လေ့လာခဲ့ရပါတော့ပင်ကိုလည်းအဲ့ဟာစိတ်ဝင်စားရတယ်ပြီးတော့မှအဲ့ကြောင့် damage လုပ်တယ်ပြီးတော့ကိုရင်းလုပ်ခဲ့ corporate life ကလည်းအာဒီ consulting ဘိုင်းဖြစ်တဲ့အတွက်ဒီ အာနိုင်ငံတကာနိုင်ငံမှာ investment လုပ်တော့မှဖြစ်ဖြစ်ဒါမှမဟုတ် business တခု market entry လုပ်ချင်တာပဲဖြစ်ဖြစ်တော့ကြတော့ဒီဒီ revenue collection တွေပြီးတော့မှဘယ်လိုမှ policy ချမှတ်ရမယ့်အပိုင်းတွေ government မှာချတဲ့ regulation rule တွေကိုကျွန်တော်ဒီ organization ဘက်ကနေဘယ်လိုမှ implant လုပ်မလဲပြီးတော့မှဒီ compliant ပြောင်းဘယ်လိုလုပ်ရမလဲဆိုတာလေးလေ့လာခဲ့ရအောင်ဆိုတော့ဒီ economics ကိုစိတ်ပါဝင်စားရတယ်ပြီးကိုလုပ်တဲ့လုပ်ငန်းလုပ်ငန်းဒီလုပ်ငန်းခုနဲ့လည်းတွားကိုက်ညီရဲအဲအကြောင်းဒီ major ရွေးရဲပြီးတော့မှဒီ major ကနေတက်ပြီးတော့ပါဆက်လုပ်ဖြစ်မလဲဆိုရင်ကျွန်တော် plan တစ်ခုအကြံပြင်းရတာပေါ့နော်နောက်ခွဲကြတော့ဒီ development sector မှာအာဒီဒီ development sector မှာဝင်သွားမယ်ပေါ့အကြောင်းပြီးသွားရင်တော့နံပါတ်1 plan ai ကြောင့် development sector တွေမှာဒါမှမဟုတ် corporate consulting firm တွေမှာအလုပ်ထပ်ရှာဖို့ရှိမယ်။နံပါတ်2ကကြတော့ကျွန်တော် စတင်စတင်နေဆိုတော့တက်ကောဒီမျှဝေပေးရအောင်ကြိုက်တယ်ပြီးတော့မှကိုယ့်ရဲ့အာ community တမကိုယ့်လူငယ်တွေပြီးတော့မှကိုယ့် PR ချင်းချင်းတွေကိုအာမြဝေပေးရတဘောကြရဲဆိုတော့ကျွန်တော်ဒီ page ဒီ set up ဖို့ရှိမယ် page တက်ပြီးတော့မှတမော lecturer တမော professor ပေးရပေါ့နော်ဒီ professor academic ဘိုင်းမှာ set နေပါဖို့ plan ရှိမယ်ပေါ့နော်ဒါကျွန်တော်ရဲ့ plan လေးပေါ့နော်ဟုတ်ဟုတ်ကဲ့ပါဝမ်းသာပါတယ်ကြားရတာဟုတ်ဆိုတော့ဒီဟိုတလောလေးကဒီဖိလစ်ပင်းမှာလည်း internship ဆင်ခဲ့လို့ကြားရတယ်เนาะဆိုတော့ဒီဟာလေးနဲ့ပတ်သက်ပြီးလည်းပြောပြပေးပါဦးရှင့် อ๋อโอเคครับอ่าอ่า economics มาจ้าเราจีดีเมจเราตะแค่ตัวๆเนี้ยเมเจอร์จ้า economics ဆိုရင်ตัวว่าจ้าเราดี specific ตัวให้หาเลย political economic လို့မျိုးနောက်ခွာจ้าเราดี agri economic လို့ရှိတယ်လို့ကျွန်တော်จ้า mainstream economic ကိုมาจ้า policy base ကိုပို့ตัวให้ခြင်းน่ะဖြစ်တဲ့အတွက် အာ macro economic ပေါ့ကျွန်တော်တို့တွေ့မယ်ဆိုရင်တော့ fiscal ဒါမှမဟုတ် monetary policy fiscal ကကြတော့ဒီအာအစိုးရရဲ့ budget တွေဘယ်လိုတုံးချလဲဆိုရရဲ့ပြီး monetary monetary policy ကကြတော့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ policy ချမှတ်တဲ့ပိုင်းတွေပိုစိတ်ပါဝင်စားရဲဆိုတော့အာကျွန်တော် economic တက်နေရင်းနဲ့ကျွန်တော်အာတော်တော်များရင်းနှီးပြတာဖြစ်မယ်ထင်တယ် Asian Development Bank လို့ခေါ်တဲ့အာရှံပြည်ရဲ့ bank ပေါ့မြန်မာနိုင်ငံကလည်းဒီအာအရင်က member ဖြစ်ခဲ့ဖူးနောက်ပိုင်း2017ဆနစ်မှာမှကျွန်တော်ပြန်ပြီးတော့မှ member ပြန် ပြန်ဖြစ်သွားတဲ့ဒီ Asian Development Bank မှာ announcement တစ်ခုတွေ့ရပေါ့တော့အခုလက်ရှိ post graduate တက်နေတဲ့လူပွဲလွန်တက်တဲ့ကျောင်းသားတွေဒီ internship ဆင်လုပ်ရဆိုရယ် program လေးတစ်ခုကျွန်တော်တွေ့လိုက်တယ်တွေ့တော့အဲ့အော်ငါလည်းရှောက်ကြည့်လိုက်မယ်ပေါ့ဆိုမငါလည်း fiscal policy ပြီးတော့ monetary policy စိတ်ပါဝင်စားရယ် policy ချမှတ်ပိုင်းတွေမှာစိတ်ပါဝင်စားရယ်ဆိုတော့အဲ့ကျွန်တော်ဒီတိုင်းပဲအာကိုရဲ့ background ရောပြီးရင်ကိုလောက်ချင်တဲ့အပိုင်းတွေရောပြီးတော့မှဒီ development sector တစ်ခုမှာဒီဒီ financial institution တစ်ခုကဘယ်လိုမျိုး relevant နေလဲဆိုသိချင်တာကြည့်တော့ရှောက်ကြည့်လိုက်တာ တော့တကယ်လည်းရခဲ့ရဲ့ကျွန်တော်ဒီဖိလစ်ပင်းမှာပေါ့နော်ဒီ headquarter Asian Development Bank Asia Pacific Bank ရဲ့ headquarter ဒီရုံးချုပ်ဖြစ်တဲ့ဒီဖိလစ်ပင်းမနီလာမြို့ဖိလစ်ပင်းမှာအာဒီ internship အာ၃လစင်ခဲ့ရပါနော်ဆိုတော့အဲ့မှာစင်ပါရလုတ်ခဲ့ရတာလဲပြီးတော့ဘယ်လို process တွေရှိလဲဆိုရင်သူကကြတော့ဒီအာ Asian Development Bank ကကြတော့ဒီအာရှမှာရှိတဲ့နိုင်ငံတွေရဲ့ဒီ member country တွေရဲ့ဒီ development sector တွေကို grant တွေ ပေးရပြီးတော့ technical assistant တွေပေးတယ်လို့ပြီးတော့မှဒီ loan တွေပေါ့နော် sovereign loan တွေချင်းငွေအစိုးရတွေကိုချင်းငွေချေပြီးတော့မှဒီ infrastructure လို့ခေါ်တဲ့အခြေခံစာအုပ်ဖွံ့ဖြိုးရေးတွေမှာသူတို့လုတ်ချင်းငွေချေပြီးတော့မှသူတို့လုတ်ပေးအပိုင်းတွေရှိရဆိုတော့ကိုလည်းဒီနိုင်ငံတိုင်းဖွံ့ဖြိုးတိုးအောင်ဘယ်လိုလုပ်ရမလဲပြီးတော့ရဲ့ဒီ revenue လို့ခေါ်တဲ့ဒီဒီငွေငွေကြေးကောက်ခံမှုတွေပြီးတော့ငွေကြေးဘယ်လိုမျိုး Uh, efficiency ရှိရှိရှိအတုံးချမလဲဆိုရဲဟာလေးကျွန်တော်တေချာလေးစိတ်ပါဝင်စားမှာဖြစ်တဲ့အတွက်အဲဟာလေးရောဒီအနိကအာ လေ့လာခွင့်ရခဲ့ပေါ့နော်ဒီ Asian Development Bank ရဲ့ region member အပါဝင်ပေါ့59 50အာ50ဝန်းကျင်လောက်ရှိရပေါ့နော် member country အဲ့ member country ကလူတွေចောင်းသားတွေရှောက်လို့ရတယ်ဒါပေမဲ့သူမသတ်မှတ်ချက်ကကြတော့ဒီဘွဲ့လွန်တက်နေចောင်းသားဖြစ်ဖို့လို့မယ် Marshall Dam Page တွေတက်နေဖို့လို့မယ်ပြီးတော့မှသူကတနစ်ကိုចမ်းပြင်းသူကနှစ်ကြိမ်ခေါ်လေးရှိရပေါ့နော်အာ June intake ရပြီးတော့မှ January intake ရပေါ့နော် June intake ဆိုရင်တော့ application processor ရ February ကနေစရတယ် January intake အတွက်ကကြတော့ကျွန်တော်တွားခိုက် January intake အတွက်ကကြတော့ August မှာသူ application process စာလေးရှိရဲ့ process application process ကအကြံဖြင့်၃လလောက်အချိန်ယူလေးရှိရဲ့ပေါ့ပြီးတော့မှဒီရွေးချယ်ခံရပြီဆိုမှကျွန်တော်တော့လုပ်ရပေါ့၃လလောက်ကြာရပေါ့နော်ဆိုတော့အာ through than ဒီ ADP ADP operation တခုကျွန်တော်အနိကလည်းလည်လာခွင့်ရတယ်လို့ဒီနိုင်ငံတနိုင်ကမှာဘလုံး policy ချမှတ်ပေးနေပြီးတော့ဘလုံးမျိုး supporting ပေးနေလဲဆိုရယ် development sector မှာဘလုံးမျိုး supporting ပေးနေဆိုရယ်အခွင့်အလောင်းလည်းကျွန်တော်အနိကလည်လာခွင့်ရရဲ့ကျွန်တော်တော့ internship လုပ်ခဲ့ရတဲ့ဒီ department ကကျတော့ BSMG လို့ခေါ်တဲ့ public sector uh, management and governance ပေါ့ဒီအစိုးမအစိုးရဒီ true member country ရဲ့အစိုးရရဲ့ဒီ fiscal or monetary policy မှာဘယ်လိုမျိုးအာ policy ချမှတ်ရလဲပြီးတော့မှဘယ်လိုမျိုး data တွေကြည့်ပြီးတော့မှဘယ်လိုမျိုး policy နဲ့ kait ညီတဲ့ဟာတွေကိုဆိုရင်အာသူတို့နဲ့ kait ညီမှုရှိလဲဆိုရဲဟာကိုဒီကအအနည်းကလေ့လာခွင့်ရခဲ့ပြီးကိုယ်တိုင်ပါဝင်ခွင့်ရခဲ့ပေါ့နော်ဟုတ်ကိုအဲ့ဒီမှာတက်ရောက်ရတဲ့ဒီ internship ကျောင်းသားတွေအတွက်ဆိုလို့ရှိရင်ဘယ်လိုဘာတွေ provide ပေးလဲသူတို့ဘက်ကပေါ့နော်အဲ့ဒါကြီးသိချင်ပါတယ်ဆိုတော့ ဒီကိုကရွေးချယ်ခွင့်ရခဲ့ဆိုရင်အာပါဒီ program internship program ပါဝင်ခဲ့ရမှာဆိုရင်เนาะနံပါတ်1ကကျတော့ तू က visa လိုအပ်တဲ့ visa process run ပြီးရဲ့ organization ADB ဘက်ကနေနောက်ခါကျတော့ဒီ transportation အတွက် तू က air fare စီစဉ်ပေးလင်းသွားပြန်လက်မှတ်စီစဉ်ပေးရဲ့ပြီးတော့မှ airport pick up စီစဉ်ပေးတဲ့အပြင်ကိုမှဒီဒီ Philippines Manila မြို့မှာဒီနေထိုင်ဖို့အတွက် तू က monthly stipend ကိုအာဒီ monthly stipend ပုံစံလိုပဲသူကကျတော့ daily rate နဲ့ပေးရပေါ့ USD 80ပေးရပေါ့နော်80ဒေါ်လာပေးရအဲဟာကျတော့လည်းကို living cost တွေရော transportation cost တွေရောပြီးတော့မှအကို daily expense တွေရောပုံမှန် cover လုပ်ပေးရပေါ့နော်ပြီးတော့သူမှ insurance နဲ့သူ cover လုပ်ပေးရပေါ့နော်ဆိုကျွန်တော်ကျွန်တော် internship ADP ကနေမှ internship စင်ခဲ့ပြီးတော့မှ၃လလောက်ခဲ့ပြီးတော့မှကျောင်းဆက်တက်တယ်ပွဲရပြီးတော့ခုန young professional program ကို၆ပိုင်းခွင့်ရှိရပေါ့နော် internship ပြီးသွားရင်လည်းဘယ်လိုမျိုးအခုအကျိုးလမ်းအခွင့်အခွင့်လမ်းတွေရရလဲဆိုခုနကလို့ ADP လိုမျိုးဒီ bridge ဒီအရန် legacy ရှိတဲ့ organization မှာ development sector မှာလုပ်ခဲ့ရပြီးတော့မှ internship ဆင်းသွားတဲ့လူတယောက်အနေနဲ့လည်းဒီ ADP ရဲ့ operation run ခဲ့တဲ့ပုံတွေကိုကျွန်တော်အနည်းကလေ့လာခွင့်ရခဲ့တယ်လို့အဲ့နေမှာကျွန်တော်ဒီ internship ဆင်းခဲ့တဲ့အတွေ့အကြုံကိုကျွန်တော်တို့ရဲ့ဒီ profile ပြီးတော့မှ resume မှာလည်း CV မှာလည်းလာပါဖော်ပြခွင့်ရှိရပြီးတော့မှတကယ် development sector မှာစိတ်ပါဝင်စားရလို့ဆိုရင် ADP မှာ internship ဆင်းခဲ့တဲ့လူတယောက်အနေနဲ့လည်းအာတခြားအာလူနဲ့ရှင်တဲ့ခါမှာဆိုရင်တော့ကိုယ့်ရဲ့ အတွေ့အကြုံအရာရောပြီးတော့မှကိုလေ့လာခဲ့ရတဲ့အတွေ့အကြုံအရာရောသူများထက်ကိုပို့ပြီးတော့မှအပေါ်မြင်မြင်တာရယ်ပြီးတော့ profile ပို့လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့အနေဆက်ပြီးတော့မှအာ development sector မှာဒါမို့ဒီ non profit organization မှာဖြစ်ဒါမို့ဒီ corporate မှာပြန်လျှောက်မယ်ဆိုရင်လည်းဒါကိုယ့်ရဲ့အားသာချက်တစ်ခုနည်းနည်းပြန်လျှောက်ပြန်ပြန်ပြန်ထက်ထက်တွင်ပြောကြားလို့ရတယ်ပေါ့နော်ပြီးတော့မှ ADP ရဲ့ YPP program လည်းကျွန်တော်ထပ်လျှောက်လို့ရတယ် တို့နောက်ထပ်ဒီအာဒီအခုလက်ရှိဒီ PhD တက်နေတဲ့ចောင်းသားတွေတက်မဲ့ចောင်းသားတွေပေါ့နော်ဘွဲလုံးတက်မဲ့ចောင်းသားတွေလက်ရှိတက်နေတဲ့ចောင်းသားတွေအတွက်ကိုရောနောက်ဆုံးနေနဲ့ဖားလေးမြက်ဖြည့်ဆိုပြောချင်လဲရှင်ဆိုတော့တတော်များကြောင်းဟာတာတစ်ခုနေနောက်ကြာကြောင်း Master ဘွဲလုံးဆိုတာကတကယ် real world နဲ့နည်းနည်းတမတော့နဲ့တကယ်ဟိုဖပြေးတွားရှင်တဲ့လူတက်တက်လေးရှိရေပေါ့နော်အဲ့လိုအဲ့လိုဟာတာကွဲနောက်လေးရှိရေပေါ့တကယ်တော့လဲအဲအလုံးစုံတော့မမအောင်ပေါ့နော်ဘလို့လဲဆိုရင်ကျွန်တော် Master ဆိုတာဘွဲလုံး PhD ဆိုတာတကယ်ကို လုပ်ငန်းခွင်လုပ်ပြီးတော့မှတကယ်ကိုလုပ်ငန်းခွင်မှာအော်တင်္ဂါတိုင်းတီးဖို့လို့တည်လေဘိုင်တီးဖို့လို့တည်လေပြီးဘိုင်ဆက်တင်တွိုင်းကိုရဲ့အာ life အတွက်ကောကိုရဲ့ဒီ career opportunity အတွက်ကောကိုယ့် percent of learning ဘယ်လို next level ဆက်သွားပြီးနိုင်မလဲဆိုရအောင်ကျွန်တော်ကြည့်လေးရှိရပါတော့။ stock ခုနကကျွန်တော် corporate line မှာလုပ်ခဲ့တုံးလေးနှစ်လုပ်ခဲ့ဆိုတော့ကိုပါဆက်လေးလာတင်လေဘိုင်တီးဖို့လို့တည်လေတိုင်းတင်တွိုင်းကောပါဆက်လုပ်တင်လဲဆိုရဲ့ ပြီးတော့မှကိုယ့်ရဲ့နောက်ထပ် next level ဘယ်လိုသွားနိုင်လဲဆိုရဲဟာကိုတရားရှာ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 တွေးဖို့လိုပဲပေါ့နော်ဆိုတော့သူများဖြည့်ရှိတက်တိုင်းမာစာတက်တိုင်းတက်ဖို့မတိုက်တွန်းချင်ဘူးပေါ့နော်တကယ်ကိုဒီ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  major ဒီဘာတရက်ကိုနောက်ထပ် advanced level မှာတီးချင်တယ်ပြီးတော့မှဒီဟာကိုအသေးစိတ်ပြီးဒီဖြည့်ရှိဆိုရင်ကျွန်တော်ဒီ နယ်ပယ်တစ်ခု fee တစ်ခုပဲအတိတ်စိတ်လေ့လာရဖြစ်တဲ့အတွက် master ဆိုရင်ထုံးနေကောင်ပေါ့နော်ကျွန်တော်ဒီ research တွေလုပ်ရတယ်ပြီးတော့မှကိုတက်ချင်တဲ့ major ကိုစိတ်ပါဝင်စားရတဲ့ part ရဲ့ level ကိုကျွန်တော်အတိတ်စိတ်လေ့လာရတယ်ပြီးတော့မှ event level ကိုလေ့လာရဖြစ်တဲ့အတွက်ဟိုသူများ trending like ကိုနောက်တာထဲ like နောက်ကိုလိုက်တာနဲ့ရှင်းလိုက်ရင်ကိုတကယ်စိတ်ပါဝင်စားရတယ်ပြီးရင်ကိုယ့် career တော့ကိုယ့် personal development အတွက်ကိုတကယ် supportive ဖြစ်ပြီးတော့မှတကယ် ကိုဖက်ရှင်ပါဖက်ရှင်ပေါ့နော်စိတ်ပါဝင်စားမှုပြီးတော့စိတ်အထက်တဲ့အရာပဲလေးလာစေချင်တယ်နောက်တစ်ခုကကြာတော့ကျောင်းကိုရွေးချယ်တယ် program ရွေးချယ်တဲ့ခါမှာဆိုရင်လည်းအာတေချာလေး research လုပ်ပေးဖို့လုပ်လုပ်ဖို့လိုအပ်တယ်ပေါ့နော်တချို့ကကြာတော့တချို့ကျောင်းတွေကြာတော့တော်များတွေးရကြာတော့ scamming scammer လို့ခေါ်မှာတချို့ကြာအရင် background မကောင်းနဲ့ background ဆိုတာထက်ကိုကျတီအရင်အာ credential မပေးထားတဲ့အဖွဲ့အစည်းတချို့ organization ဆိုတာတက် institution နေလည်းရှိတတ်တယ်ပေါ့နော်ဆိုတော့ကိုယ့်ဘက်ကနေဒီ public school တမမဟုတ်ဒီ private school မှာတကယ်တမ်း reputation ကောင်းတဲ့အကြောင်းတွေကိုတရားရွေးချယ်ပြီးတော့မှတက်ရောက်ဖို့ကျွန်တော်အာအာတိုက်တွန်းရှင်နေပြီးတော့မှမတက်ခင်မှာတရားလေးကိုကိုကို self reflection လုပ်မှငါဒီ program ဘာကြောင့်တက်ချင်လဲတက်ပြီးတော့ဘာဆက်လုပ်မလဲဆိုရအဖြေရှိထားဖို့လိုမယ်ပေါ့နော်နောက်တစ်ခုကကြာတော့ចောင်းရှောက်ရုံပဲမကအောင်သူကကြာ master ဖြစ်တဲ့အတွက် cost လဲ tuition fees လဲ CG ရ living cost လဲ CG ရဖြစ်တဲ့အတွက်ဒီ อ่ากูเว้ฟินแลนเชียลแพลนเขาปลุกฉีแหละก็แฟินแลนเชียลแพลนฟันดีงเวจีปันเอางเวจีแพลนในดามไม่ชี้แค่ซึ่งเขาปลุกสลงเลยสวนแพลนปีบอลออเดอร์เนทีฟแพลนชีทาโปลลแม่แต่มอสกอลาชิพชาวมลาบอลเนาะสกอลาชิพชาวในส่วนแล้วที่ได้แม่คู่ชาวคู่ยาเราไม่มีมุมหัวเป็นในติชาเลยจุดเด่นเปลี่ยนเซนบีดอมาอาจารย์ยูเปลี่ยนเซนบีดอมาอ่ากูกูเซฟรีเฟลชั่นลบมากูตะแกตัดชนในเมจ้ากูตะแกตัดชนในจ้งบีดอมากูเว้ฟินแลนเชียลแพลนติชาเลยสิสิรีไซต์ติชาเลยลบบีดอมาชาวฟุ่มจำเป็นได้ตัวเชื่อมั่ครับเนี่ย ကဲပါအခုလိုမျိုးချိန်ပေးပြီးတော့မှဒီဒီမှာလာပြီးဖြစ်ပြီးရတဲ့အတွက်ဂျီယူနိုက်တင်ပါရှင်ဂျီယူနိုက်တင်ပါ